Netherlands နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကဘာတွေဖြစ်မလဲ Netherlands နိုင်ငံရဲ့ပထဝီအနေအထားကဘယ်လိုမျိုးရှိသလဲ Netherlands နိုင်ငံသားတွေကအပြင်ထွက်သွားလာကြတဲ့အခါမှာဘာတွေကိုအတိအကထားပြီးတော့စီးနင်းသွားလာကြပါသလဲ Netherlands နိုင်ငံရဲ့ယထာစနစ်တွေကတော့ဘယ်လိုပုံစံမျိုးအလုပ်လုပ်ကြတာလဲ Netherlands နိုင်ငံရဲ့အထင်ရှားဆုံးနဲ့နာမည်ကြီးဆုံးအစားအစာတွေကဘာတွေလဲအစရှိတဲ့ Netherlands နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုဒီဗီဒီယိုမှာအတိအကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေကနယ်သာလန်နိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်သိကျင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိ like ပါကြည့်ရှုပေးကြဖို့ကိုရိုသေလေးစားစွာအကြံပြုတိုက်တွန်းလိုပါတယ်။ကဲဟုတ်ပြီဒါဆိုရင်အခုပဲဒီဗီဒီယိုကိုစလိုက်ကြအောင်။အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ နယ်သာလန်နိုင်ငံအကြောင်းသိလိုသူတွေခရီးသွားခြင်းသူတွေအတွက်ဒီဗီဒီယိုလေးကမဖြစ်မနေကြည့်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုမှာနယ်သာလန်နိုင်ငံရဲ့အမှန်တကယ်ပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေနဲ့အားသိစရာအကြောင်းတွေကိုတခုချင်းစီပြောပြပေးတော့မှာဖြစ်ပါတယ်တနိုင်ငံလုံးရဲ့26ရာခိုင်နှုန်းဟာပင်လယ်ရေနောက်မှာတည်ရှိနေတာဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ရန်အတွက်အထူးပြုလုပ်ထားတဲ့ဒတိုင်းကြီးတွေရေလိုစနစ်တွေ Dash လူမျိုးတွေရဲ့ဉာဏ်ကြီးမြတ်တဲ့အင်ဂျင်နီယာပညာတွေကအဓိကတိစောက်ထားခြင်းဖြစ်ပါတယ် နယ်သာလန်နိုင်ငံကကမ္ဘာအကျော်အကြဆုံးစပိန်စီးရဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အဲဒါကြောင့်မို့လဲနယ်သာလန်နိုင်ငံကိုတချို့သောလူတွေကစပိန်နိုင်ငံလို့တင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နယ်သာလန်နိုင်ငံမှာနိုင်ငံရဲ့လူကြီးတွေကစပိန်ရေတွက်ကပိုများနေပြီးတော့18တန်းကျော်ရှိတဲ့ပြည်သူတွေအတွက်စပိန်နဲ့တွာလာခြင်းဟာလည်းပဲနေ့စဉ်ဘဝမှာမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်လာပါတယ်။နယ်သာလန်နိုင်ငံရဲ့စပိန်လမ်းကြောင်းစုစုပေါင်းကကီလိုမီတာပေါင်း3000ခွဲလောက်ရှိနေတာမို့ ခီးသွားသူတွေအတွက်လည်းစပိန်စီးရတာကိုအတွေ့အကြုံတစ်ခုအနေနဲ့ထည့်သွင်းစဉ်းစားသင့်ပါတယ်။နယ်သာလန်နိုင်ငံမှာလောက်ကျန်ဖန်တီးထားပါတယ်လို့ထင်ရလောက်ပြီးတော့အရန်ရောင်းကိုမှတိကျပန်ကန်လုံးနဲ့ယထာစနစ်ရှိနေပါတယ်။နယ်သာလန်နိုင်ငံကယထာစနစ်ကတော်တော်လေးကိုမှတိကျပါတယ်။ Netherlands Sport Wagens လို့ခေါ်တဲ့နိုင်ငံရဲ့မီးယထာစနစ်ကမနက်ပိုင်းကတည်းကနေပြီးတော့24နာရီလောက်လဲပတ်နေပြီးအချိန်မှန်တိကျလုံးလို့လူတွေကတောင်တန်းမှာနေရတဲ့နိုင်လိုပဲလို့တော့မှပြောဆိုနေကြပါတယ်။ ီးသွားတဲ့အနေနဲ့ကလည်းဒီလိုမျိုးယုံကြည်စိတ်ချတဲ့တည်ယူပို့ဆောင်မှုစနစ်နဲ့အမှန်တကယ်ပဲထိုက်တန်ပါတယ်။နောက်ပြီးတော့ Netherlands နိုင်ငံမှာအားအသင့်စရာတံတားများလည်းရှိနေပါသေးတယ်။ Netherlands နိုင်ငံကတံတားတွေဆိုတာတိုးတက်တဲ့ဤပညာတွေနဲ့ပုံမှန်စိတ်ဝင်စားစရာဖြစ်လာပါတယ်။ Netherlands နိုင်ငံက Slahop Bridge လို့ခေါ်တဲ့တံတားကလေမြန်တစင်းလိုပဲမိနစ်ပိုင်းတွင်းမှာအလွယ်တကူဖွင့်ချနိုင်တဲ့စနစ်ရှိပါတယ်။ဒီလိုတံတားတွေက Netherlands နိုင်ငံရဲ့ဘီတုကပညာနဲ့ဤပညာတွေရဲ့ထိတ်တန့်ရည်သွေးကိုပြသနေခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ကဘာလဲဆိုတော့နယ်သာလန်နိုင်ငံဟာတောင်တန်းလုံးလုံးမရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဲဒါကြောင့်မလို့လဲလူတွေကစပိန်စီးရတာကိုပို့ပြီးတော့အဆင်ပြေကြိုင်းနေတဲ့ကြလေးရှိကြပါတယ်။နယ်သာလန်နိုင်ငံမှာအမြင့်ဆုံးဆိုလို့ဖာဆာဘတ်လို့ခေါ်တဲ့နေရာတစ်နေရာပဲရှိပြီးအဲ့ဒီနေရာမှာတော့အမြင့်ဆုံးအနေနဲ့မီတာပေါင်း322မီတာပဲရှိပါတယ်။နိုင်ငံတစ်ခုလုံးနီးပါးကမြေပြန့်ဖြစ်ပြီးတော့တော်တော်လေးကိုမှထူးခြားပါတယ်။နယ်သာလန်မှာအသင့်စာ cheese တွေကအရန်ရန်ကိုမှနာမည်ကြီးပါတယ်။ ဂေါ်ဒါအဒမ်မတ်ဆဒမ်ဆိုတဲ့မျိုးစားတွေဟာတကဘာလုံးမှာနာမည်ကြီးပြီးနိုင်ငံတဝန်း Cheese Market လို့ခေါ်တဲ့ Top Bat ဈေးတွေရှိလို့ဘာလက်ခီးသားတွေကလည်းစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ Top Bat ဈေးတွေရှိနေတာဟာလည်းကဘာလက်ခီးသားတွေကိုစိတ်ဝင်စားစေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ Netherlands နိုင်ငံကနာမည်ကြီးဂေါ်ဒါ Market မှာတော့နှစ်ပေါင်း350ကျော်တဲ့အထိ Cheese လုပ်ပွဲတွေကိုကျင်းပနေပါသေးတယ်။ Netherlands နိုင်ငံမှာ coffee shop အများစုကအမှန် coffee ဆိုင်တွေမဟုတ်ကြပါဘူး။ အဲ့ဒီနေရာတွေမှာကန်နာဘစ်လို့ခေါ်တဲ့ဆေးကြောက်တွေကိုတရားဝင် ရောင်းချပေးနေခြင်းဖြစ်ပါတယ်။နိုင်ငံပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကျင့်ဝတ်တွေကိုအလေးထားတဲ့နိုင်ငံသားတွေရှိနေတာပေါ့။စီကတကြလိုက်နာသုံးဆွဲနေကြတာဖြစ်ပါတယ်။အခုဒီဗီဒီယိုမှာအတိအကျပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့နယ်သာလန်နိုင်ငံရဲ့စိတ်ဝင်စားစရာအချက်အလက်တွေကိုတစ်ခုချင်းစီတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အကယ်၍ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့နယ်သာလန်နိုင်ငံကိုရောက်ခဲ့မယ်ဆိုရင် အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုတတိပြုကြည့်ကြဖို့မမေ့ပါနဲ့လို့အချံပြုတိုက်တွန်းလိုပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုထပ်မံသိရှိလိုရဆိုရင်ကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကိုလည်း Like and Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ဘ ഹു ဒုရရစရာအကြောင်းအရာတွေကိုနောက်ထပ်လာမယ့်ဗီဒီယိုတွေမှာအကြခင်ပြန်လည်ဝင်မြေ့ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ Good luck ပါ